ောကြကန်ဒီ6ပိုင်းရင်တိကနဲ့၄ကိုကြည့်တဲ့အခါမှာအယူဆ၃မျိုးကိုတွေ့ရပါတယ်။ဟောပရမယူကဘာလဲဆိုလို့ရှိရင်ဒီဘုရားသခင်ရဲ့တာရုဆိုတာကရှေတမျိုးရုပ်ကိုခေါ်တယ်လို့အယူဆတဲ့လူလေးရှိပါတယ်။အဲ့ဒါဘာလဲဆိုရင်ကပောက်ကြံခန်းကြီး၄နဲ့၅မှာတွေ့ရတဲ့အယူအအကြောင်းအရာတွေဖြစ်ပါတယ်။ကပောက်ကြံခန်းကြီး၄နဲ့၅မှာကရှေတမျိုးရုပ်တွေကိုတွေ့ရပါတယ်။ဆိုတော့ရှေတမျိုးရုပ်တွေကဘုရားသခင်ကိုကြည့်တဲ့အကြောင်းမို့ ဖျားကိုဖျားသခင်ကိုယူတဲ့ကိုင်းဆိုင်နေမျိုးမျိုးတွေဖြစ်တဲ့ကြောင့်မို့ရှေတာမျိုးမျိုးကိုဖျားသခင်ရဲ့သားတို့ဆိုပြီးမှခွဲရခြင်းဖြစ်တယ်တဲ့ဒါပထမမြင်ပေါ့ဆိုတော့လူသမီးကြီးဆိုတာကတော့ဖျားကိုမတိတဲ့လူမျိုးနော်ကာယနာမျိုးမျိုးတွေကိုခွဲရခြင်းဖြစ်တယ်ဒီလူမျိုးမြင်တဲ့လူလည်းရှိတယ်ဆိုတော့ကာယနာမျိုးမျိုးနဲ့ဒီဖျားကိုဖျားကိုကိုင်းဆိုင်တဲ့ဒီရှေတာမျိုးမျိုးနဲ့ဆက်ဆံတဲ့ကြောင့်မို့နော်ဖျားသခင်ရဲ့သားတို့ဒီလူသမီးနဲ့ဆက်ဆံတယ်ထိမ်းမြဆုံးမြကြတယ်လို့ အာခေါ်တာကအဲ့ဒါကြောင့်မခေါ်လေဆိုတော့ကိုဒါယူဆရတဲ့ဖွင့်တွေလည်းရှိပါတယ်ဆိုတော့အဲ့မှာပြဿနာတစ်ခုဖြစ်လာတာကဘာလဲဆိုလို့ရှိရင်ဒီကိုကြီးမတော်သူနော်ခန္ဓာကိုယ်ကြီးတဲ့သူတွေထွားချိုင်းတဲ့သူတွေကလူဖောက်ပွားလာတယ်ဆိုရဘူးဒါမြေခွန်းထုတ်ဆရာတွေဖြစ်လာဘာဖြစ်လို့လဲဆိုလို့ရှိရင်အာလူလူချင်းဆက်ဆံတာကလူလူချင်းမွေးဖွားရမယ်နော်ဘာသာမတူတာတူတာနောက်မှထားနော်ဘာသာဟိုဘက်ဘာသာနဲ့ဒီဘက်ဘာသာဆက်ဆံထိမ်းများဆိုထိမ်းများမယ်ဆိုလို့ရှိရင် ဘာသာချင်းမတူတာပဲရှိမယ်လူမွေးလာတဲ့ကလေးကတော့ဒီပုံစံပဲဆိုတော့ဒီညမှာကျတော့အဲ့လိုမွေးနေပုံပြောင်းသွားတယ်နော်တာမန်ပုံထက်ကြီးတဲ့ပုံပြောင်းသွားတယ်ဆိုတော့ဒါကတော့ဒီအာရှေတာမျိုးရိုးနဲ့ကာယနာမျိုးဆက်ဆံထင်းမြဆက်ဆံခြင်းကိုပြောနေရချင်းမဟုတ်ဘူးဆိုတာကနော်ဒီညမှာပေါ်လွန်သွားတာပေါ်လွန်သွားတာပေါ့ဆိုတော့ဒုတိယမြင်ဒုတိယမြင်ကြတော့ဗာလဲဆိုလို့ရှိရင်ဒီဖျားသခင်ရဲ့တာရုဆိုတာက လူစီပါတွေဖြစ်တယ်ပေါ့ကြာဆုံးသွားတဲ့လူစီပါဖြစ်တယ်အဲကြောင့်မို့လူစီပါတွေကိုခွာရချင်းဖြစ်တယ်နော်အကြောင်းကတော့ဒီလူစီပါတွေကဒီအစိုးကလေးကသူ့ရဲ့အရင်မင်းကဘုရားသခင်ရဲ့ထံတော်ကနေလာတဲ့အတွက်ကြောင့်မို့ဘုရားသခင်ရဲ့သားတို့ဆိုပြီးခေါ်တယ်အဲကြောင့်မို့အဲ့ဘုရားသခင်ရဲ့သားတို့ဒီကြာဆင်းသွားတဲ့ကောင်းကင်တမန်တွေကကျွန်တော်တို့ရုပ်လောကမှာမြင်နေရတဲ့လောကမှာနေထိုင်တဲ့လူသမီးတွေနဲ့ပေါင်းချင်းဆက်ဆံတယ်အဲ့တကြောင့်မို့အော်ဖျားသခင်ရဲ့တားလို့ဆိုမှဒီလူစီပါတွေကိုခွာချင်းဖြစ်တယ်ဆိုမှထောက်ပြတဲ့လူတွေလည်းရှိပါတယ်ဆိုတော့ဒီအမြင်ကတော့နည်းနည်းနော်ဒီက အမှန်တရားအောင်တော့ဖြစ်နေတယ်ပေါ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမမြင်ရတဲ့ဝိညာဉ်လောကကလူတွေနဲ့မြင်ရတဲ့ကျွန်တော်တို့ရုပ်လောကကလူတွေနဲ့ဆက်ဆံတဲ့အခါမှာဒီပုံတရားမတူတဲ့လူမျိုးတွေလူမျိုးစုတွေပေါက်ပွားလာတယ်ဆိုတာကဒါတော့နည်းနည်းအာဒီပြောမလဲနောင်ကြည့်ရတာနည်းနည်းအားရှိတယ်။ဆိုတော့ခုနကကျတော့နည်းနည်းပရမမြင်ကျတော့ယုံကြည်ရတာတိတ်ပြီးမှအားမရှိဘူး။လူလူချင်းဆက်ဆံတာလူလူချင်းမမွေးဘဲနဲ့ ဒီပုံစံပြောင်းသွားတဲ့လူမျိုးတွေမွေးဖွားတဲ့တချို့မှာကြတော့တိတ်တော့တဘာဝမကြဘူးဆိုတော့ဒုတိယမြင်ကြတော့နေနေတဘာဝကြတယ်နော်အခုနောက်ပြမမြင်နေဆိုင်ပေါ့တဘာဝကြတယ်ဆိုတော့ဒီတတိယမြင်နော်ချက်တုံးချက်နေနေတတိယမြင်ကြတော့ဗာလေးဆိုလို့ရှိရင်ဘုရားသခင်ရဲ့တားလို့ဆိုတာကဒီကောင်းကင်တမန်တွေကိုခေါ်တယ်တန်ရှင်တော်ကောင်းကင်တမန်တွေအတန်ရှင်တော်ကောင်းကင်တမန်တို့ခေါ်တယ်နော်နေနေတော့အများတော့ပါနော်ဆိုတော့ကောင်းကင်တမန်တွေနော်ကောင်းဘုရားသခင်ရဲ့ဘုရားသခင်ထံတော်ဘာမှနေတဲ့ကောင်းကင်တမန်တွေကိုခေါ်ရခြင်းဖြစ်တယ်ဆိုမှယူဆတဲ့လူလည်းရှိတယ် တော့ဘာဖြစ်လို့လဲဆိုလို့ရှင်ဟိုဘုရားသခင်ရဲ့သားလို့ဆိုပြီးခေါ်တာကနော်ဘုရားသခင်ဌာနတော်မှာအနည်းဆုံးနေတဲ့လူကိုပဲဘုရားသခင်ရဲ့သားလို့ခေါ်တယ်ဆိုပြီးမှဒီယူဆတဲ့အဖွဲ့တွေလည်းရှိပါတယ်။ဒါမတိကျမ်းကိုကြည့်တဲ့အခါမှာယေရှုခရစ်တော်ကယန္တုဆိုယန္တုခေါ်တယ်၊စာတန်ဆိုစာတန်ခေါ်တယ်။အဲ့ဒါကိုကြည့်ချင်ဖြစ်ပေါ်လေ။ဆိုတော့ဒီနေရာမှာကျတော့အဲ့လိုမျိုးပြက်ပြက်တသားမခေါ်ဘဲနဲ့ဒီဘုရားသခင်ရဲ့သားလို့ခေါ်ရတဲ့ရည်ရွယ်ချက်ကတော့ဒါဘုရားသခင်ဌာနတော်မှာနေတဲ့ကောင်းကင်တမန်တွေက ်အကဘောချန်ခန်းကြီး6မှာပြန်တဲ့တပန်းနော်ဖောက်ပြန်ခြင်းတဲ့သဘောနဲ့နော်ဖျားသခင်စီကံကိုဖောက်ပြပြီးမှဒီညမှာတခါပြန်ဖောက်ပြန်ခြင်းတဲ့အလားလာမှာရှိတယ်ဆိုပြီးမှလေ့လာတဲ့လူတွေကအယူဆတဲ့အမြင်တွေရှိတာပေါ့ဟုတ်ပြီဒီအမြင်ထဲမှာပိတ်သက်တွေနဲ့ရောဘေးအမြင်ကိုပူမှသဘောကျတယ်လေကဘောချန်ခန်းကြီး6နော်အပိုင်းငယ်တိကန်လေးကိုကြည့်တဲ့ခါမှာအပိတ်သက်တွေအနေနဲ့လည်းအောက်ကကိုမြင့်ပါတယ်ငင်းကုံဆွေးနေတော့လို့ရပါတယ်